တဲရပဲစီဧပြီလ18ရက်တောက်ကြနေ့ညနေခင်းရုပ်သံတရင်ကိုပြန်လည်တင်ဆက်ပေးပါရမယ်ဒီကနေ့မှာတော့ဒီမိုးဆိုနောက်ဖက်ချက်မှာရေးပေါ်လူမျိုးစုတွေရဲ့53ကျင်းမြောက်ရိုးရတကူရိုင်ပွဲတော်ကိုဒီကနေ့မှာကျင်းပခဲ့ပါတယ်ခုဆိုနောက်ဖက်ချက်မှာတိခွပန်းပေရောင်းဝယ်မှုများလာတာကြောင့်ရှာဖွေရောင်းချသူပိုများလာတယ်လို့သိရပါတယ် Time Green နဲ့စကဆစ်ဆောင်စခန်းတနေရာမှာဆန်ရိတ်ခါထောက်ပံ့မှုမရတော့တဲ့အတွက်ဆစ်ဆောင်တွေအခင်းနဲ့ကြုံတွေ့နေကြပါတယ် ဆိုမိုဖရက်ဆိုလဲမြို့နယ်ကရေပင်နဲ့စစ်ဘေးကြောင့်နေအိမ်တက်စီးသွားသူတွေပြန်လည်ထူထောင်နိုင်ရေးအတွက်တိထုတ်လခွင့်ကိုလိုလားနေကြပါတယ်ဆားတဲ့တဲ့တွေကိုကြည့်ရှုနားဆင်ရမှာပါရှင်ဒီမော့ဆိုမြို့နယ်နောက်ဖက်ချန်ကကြေးပါတစ်ခုမှာရေးပေါ်လူမျိုးစုတွေရဲ့53ကျင်းမြောက်ရိုးရာတကူတိုင်းပွဲကိုဒီကနေ့နဲ့မှကျင်းပပြုလုပ်ခဲ့ကြပါတယ်နိုင်ငံရေးအခြေအနေမြတီမြေမှုကြားကအခုလိုကျင်းပခွင့်ရတဲ့အတွက်မန္တာကိုယူမိတယ်လို့ရေးပေါ်လူမျိုးစုရဲ့ဥက္ကဋ္ဌ ်ဦးဖိုးရီကပြောပါတယ်။မျိုးဆက်တဲ့လူငယ်တွေကိုလည်းလူမျိုးစုရဲ့ရိုးရာတလေးတွေပပျောက်မသွားအောင်ဆက်လက်ထိမ့်သိမ်းသွားကြဖို့ကိုသူကဖြစ်ဆွဲတိုက်တွန်းထားပါတယ်။ဧပြီလ18ရက်နေ့မှာစတင်ကျင်းပခဲ့တာဖြစ်ပြီးဖျော်ဖြေရေးအစီအစဉ်တွေကိုလည်းပြုလုပ်ခဲ့ကြပါတယ်။ဒီနေ့နဲ့အစောပိုင်းမှာတော့တကူတိုင်းတော့တစ်ဆိုင်ထူတဲ့အခမ်းအနားကိုပြုလုပ်ခဲ့ကြပြီးရိုးရာအကတွေနဲ့ကခုံနာတွေစက်ရိုးထိုးပြီးပူစော်ပတာတာတွေလည်းပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီအခမ်းအနားမှာ အနည်းနာမှရှိတဲ့ကျေးရွာ9ရွာကဒေသခံတွေပါဝင်ခဲ့ကြပြီးအဲ့ဒီခံနာကိုလူဦးရေ900ဝန်းကျင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဖိုဆိုမြို့နယ်နောက်ဖက်ချမ်းမှာနေရာဒီကာလအတွင်းဒေသခံတွေပြင်စပေးရှောင်းတွေဟာတိခွပန်းပေကိုရှာဖွေပြီးပြန်လည်ရောင်းချတာတွေများလာတယ်လို့သိရပါတယ်။အလုတ်ကိုင်းရှာပါလာတာကြောင့်ကျေးရွာခံတချို့ဟာတိခွပန်းပေကိုလိုက်ရှာပြီးပြန်လည်ရောင်းချကရလာတဲ့ငွေကြေးတွေကိုစီစားဟစ်ချုံမော့စတာတွေနဲ့ ြန်လည်ဝယ်ယူကမြို့ပေါ်ဆောင်အုံစီရဲ့တတ်တာအောင်တစ်ဖက်တလားကဝင်ငွေရှာဖွေတာဖြစ်တယ်လို့ဆိုပါတယ်။တိခွပန်းပေရဲ့အမျိုးအစားတွေအမျိုးမျိုးရှိနေတာကြောင့်အဲ့ဒီအမျိုးအစားပေါ်မူတည်ပြီးဈေးနှုန်းကွာခြားတာတွေလည်းရှိနေပါတယ်။တစီပန်းအမျိုးအစားမှာတော့ဈေးအများဆုံးဖြစ်နေပြီးတပိတ်တာကို2000ကနေ3000ချက်အထိပေါက်ဈေးရှိနေတာပါ။ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ဂရီနီပီနယ်ဆက်ကဆစ်ရှောက်စခန်းတနေရာမှာပြီးခဲ့တဲ့မတ်လကစလို့ အလူရှင်တွေစီကနေထောက်ပံ့မှုမရှိတော့ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့လတွေကကျန်နေခဲ့တဲ့လက်ကျန်ဆံကိုစစ်ဘေးရှောင်တူကို3ကီလိုနုံနဲ့ပေးဝေးနေတာဖြစ်ပြီးနောက်ဆုံးရရှိတာဖြစ်တယ်လို့ဆိုပါတယ်။ American ရဲ့နိုင်ငံတကာဖွံ့ဖြိုးရေးအင်ဂျင်စီ USA ကမြန်မာနိုင်ငံပါဝင် တခြားသောနိုင်ငံတွေကို ပေးနေတဲ့အကူအညီတွေကိုဖြတ်တောက်ပြီးတဲ့နောက်မှာအလူရှင်တွေမိခိုရတဲ့ဆက်ရှောင်စခန်းမှာရိတ်ခါရရှိမှုပြတ်တောက်သွားတာပါ။အဲဒီဆက်ရှောင်စခန်းမှာ လူဦးရေ3000ဝန်းကျင်ရှိပေမဲ့အခုညီမရတော့တာကြောင့်နောက်ပိုင်းတွေမှာပြည်တွင်းနေရကိုပြန်သွားကြတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။အရင်က USA ကနေထောက်ပံ့မှုယူတဲ့လူမှုကူညီရေးအသင်းစီကနေတဆင့်ဆန်စီစာပဲငချောက်စားရရိတ်ခါ6ရေပုံမှန်ရရှိခဲ့ကြတာပါ။အခုမှတော့ Greeny အရေးပေါ်ကဲဆယ်ရေးစီတက် Greeny ရဲ့ထောက်ပံ့ကူညီမှုကိုသာမျှော်လင့်လို့ရသေးတယ်လို့ပြောဆိုကြပါတယ်။ရေရှည်စားနာရိတ်ခါအတွက် ခုနှစ်အတွင်းမှာဆက်ဆောင်နေနာကတောင်ရဖို့ဖို့ဆောင်ရွက်နေတယ်လို့ဆက်ဆောင်ဥက္ကဋ္ဌခုပရီရေကပြောပါတယ်။အဲဒီဆက်ဆောင်စခန်းမှာစာဝတ်နေရေးဖြည့်ရှင်းနိုင်ဖို့အတွက် ဝင်ဝင်ရတဲ့အလုပ်အကိုင်းမရှိတာကြောင့်ရေရှည်မှာပုံမှုခက်ခဲလာတယ်လို့လည်းပြောပါတယ်။အမေရိကအစိုးရရဲ့နိုင်ငံတကာကိုထောက်ပတ်ပေးတဲ့အကူအညီတွေရပ်ဆိုင်ပြီးနောက်ပိုင်း Time Grainy နဲ့စကစပေးရှောင်းနေပြီ။ Grainy ပြည်တွင်းကဆက်ဆောင်စခန်းအများစုကလည်း ခြံရိတ်ခါပြက်လာမှုတွေပုံမှုကြုံတွေ့ရတယ်လို့သိရပါတယ်ရှင်။ဆိုမိုဖက်ဆိုးနဲ့ရှာရောမြို့နယ်တွင်ကရေသေးကြောင့်နေအိမ်ညောပါသွားသူတွေနဲ့အစ်ပေးကြောင့်နေအိမ်မီးလောင်ပြချသွားတဲ့သူတွေဟာနေအိမ်ပြန်လည်တည်ဆောက်နိုင်ဖို့အတွက်တိထုတ်လုပ်ခွင့်ကိုလိုလားနေကြပါတယ်။နေအိမ်ပြန်လည်တည်ဆောက်နိုင်ဖို့တိထုတ်လုပ်ခွင့်ပေးစီလိုတယ်လို့ရေပြေးကြောင့်နေအိမ်ပြစီသွားတဲ့ပုံချောင်းကျေးရွာကအမျိုးသားတအူးကကယ်လိုရီထိုင်းကိုပြောပါတယ်။ လက်ရှိဆိုမှုဖယ်ဆိုလဲမြို့နယ်အတွင်းမှာတော့စီးပွားဖြစ်တိထုတ်လုပ်တာတွေကိုခွင့်ပြုထားတာမရှိပဲပြည်လဲထူထောင်ရေးအတွက်လိုအပ်မယ်ဆိုရင်စီးရင်တင်ပြီးခွင့်ပြုပေးတာရှိတယ်လို့ဆိုမှုဖယ်ဆိုလဲမြို့နယ်မြို့နယ်အုပ်ချုပ်ရေးကောင်စီအတူရင်မူမော်မင်းမူကပြောပါရယ်နေအိမ်ပျက်စီးသွားတဲ့ဒေသခံတွေဟာ2024ခုနှစ်ကရေပီးနဲ့စပီးကြောင့်နေအိမ်တွေအပါဝင်စိုက်ပျိုးထားတဲ့စားဝတ်နေရေးအတွက်တိနဲ့ပါဝင်ဝင်ငွေအတွက်တိနဲ့တွေလည်း ဆုံးရှုံးလိုက်ရတာပါဆိုမိုပရက်ဆိုလဲရှာရုံမြို့နယ်အတွင်းမှာတော့ရေပေးကြောက်လူနေအိမ်နေရာနှိပါပျက်စီးသွားခဲ့ပါတယ်ဒါရီပြင်မြို့သိမ်းတိုက်ပွဲတွင် လေချောင်းနဲ့လက်နေကြီးကြောက်မိနောင်ပြားချသွားတဲ့လူနေအိမ်နဲ့ထိခိုက်ပျက်စီးသွားတဲ့လူနေအိမ်ပေါင်း50တလုံးထိရှိနေတယ်လို့ဆိုမိုပရက်ဆိုလဲမြို့နယ်မြို့နယ်အုပ်ချုပ်ရေးကောင်စီရဲ့စီးရင်အရသိရပါတယ်ရှင်ကနော်ရီထိုင်းတရင်ထမ်းရဲ့ညနေခင်းရုံတန်တရင်တွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ် တိရှိအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရင်းပြည်သူပြည်သားအားလုံးအချက်တဲကနေအမြဲဆုံးမြတ်ကြပါစေရှင်ကျွန်မမော်လင်းညပါ